ျွန်တော်တို့အဲ့ဒါဒီညနေတော့ကတော့ထုံးတဲ့တိုင်းပဲကီဝမ်ချင်းပဲရှာပြီးမယ်ကီဝမ်ချင်းမှန်းနေတာပေါ့နော်နှစ်ခွန်နောက်ဆုံး63ထွက်တဲ့နေရာကျွန်တော်နှစ်ခွန်ရွေးတာနော်နှစ်ခွန်ကိုရွေးတယ်ဒါပေမဲ့လွဲအဲ့တော့ဒီ63ထွက်လုံးကထွက်ခဲ့တဲ့ပေးခဲ့တဲ့ကီလီကိုကျွန်တော်ပြပေးမယ်ဟုတ်ပြီလားအကီလီနေပဲကျွန်တော်တို့သွားမယ်ဒီညနေကိုနော်ကျွန်တော်ကိုကျွန်တော်မာရီအားလုံး အပြီးချင်းတစ်ခါလဲကပ်ပြီးမယ်ဒါပေမဲ့ပါတီနှလုံးကျွန်တော်ရွေးချယ်ပြီးမယ်အဲပါတီနှလုံးကိုပဲရွေးချယ်ပြီးခိုင်ပြီးတော့တီကီးနဲ့ပဲကတ်ဆုံးမယ်ဟုတ်ပြီနော်မာရီအားလုံးအားလုံးမင်္ဂလာပါနော်အဲဒါလမလေးတွေနေပြပါအောင်နော်မျိုးရီအားလုံးအဲ့တော့အဲဒါလမလေးတွေကျွန်တော်ပြီးတော့ကျွန်တော်ကမာရီအားလုံးကအားလုံးအတွက်ကိုဘုံဘူးမကျော်ဟူးမကျော်ပါတီတစ်လုံးနဲ့ ဝေကနန်လေးကိုကျွန်တော်ပေးမယ်နော်ကျွန်တော် ရှာဖားသမီးကတွေ့ထားသမီးလေးကဒါအမြဲတမ်းတွေ့တယ်ပေါ့နော်ရိုးရှင်းရှင်းနဲ့တွေ့ထားတဲ့ సై ကလေးတွေပေါ့ပေးနေတာတော့ပွဲပေါင်းကတော်တော်များပြီပေါ့နော်ပွဲပေါင်းလေးကတော့ဒီငါခွန်းတပွဲလောက်တော့ဖြစ်နေပြီပေါ့ရှစ်ပင်မြောက်ခွန်းတပင်မြောက်ရှစ်ပင်မြောက်တော့ဖြစ်နေပြီအမွေးပတ်တီးနေဝေကနန်အဲ့အလားလေးကိုကျွန်တော်ပေးကြည့်မယ်အလားလေးကိုလိုက်ကြည့်ပုံတော်ဘူးမကျော်ပုံတော်ဘူးမကျော်ဟူးမကျော်အတွင်း ကိုကြည့်ဟုတ်ပြီနော်ကိုမလေးအားလုံးအတွက်ခုကြောပတ်ဒီနဲ့မွေးကနန်းလေးပေးမယ်ယူမလားမသိဘူးကိုမလေးတွေမှတ်ပေးပါနော်ခုကြောပတ်ဒီတစ်လုံးပြီးတော့မွေးကနန်းကျွန်တော်လေးကလောက်ပဲရှိမယ်နော်ခုကြောလုံးနဲ့မွေးကနန်းလေးကကျွန်တော်ပေးမယ်ကိုမလေးအားလုံးလိုက်မှာလားလိုက်မယ်ဆိုရင်ကျွန်တော်ပေးမယ်နော်မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါဗျ channel ရကကိုမလေးအားလုံးမင်္ဂလာပါဗျဝင်လာခဲ့ပေးပါ เนาะကျွန်တော်ကဘာကြီး comment လေးတွေပန်းပေးပါမသိဘူးမွေးမဲ့ဆိုရင်မွေးကနန်းနဲ့ပတ်တီမွေးပတ်တီတုံပေးမယ်အလကားပေးတာကျွန်တော်မလေးနော်လိုက်ပါလားလိုက်မယ်ဆိုရင်လကားပေးမလို့ရောင်းလည်းမစားပါဘူးပေါ့ပြီးရည်လည်းမတောင်းပါဘူးလိုက်မယ်ဆိုရင်ပြောပါ လိုက်မယ်ဆိုရင်လူရှိမှကျွန်တော်ပြီးလို့အဆင်ပြေပါလိမ့်ကိုမကြီးနော်ကိုမလေးဒီမှာပြေးပါဦး မွေးပတ်ဒီတစ်လုံးရဲ့မွေးကနန်လေးကွက်ကကျွန်တော်ပေးမယ်ဟုတ်ပြီနော်တပတ်စာမဟုတ်ဘူးဘုံတပူးမကြော်ခူးမကြော်မွေးပတ်ဒီတစ်လုံးခူးမကြော်မွေးပတ်ဒီတစ်လုံးရဲ့ခူးမကြော်မွေးကနန်လေးကွက်ကကျွန်တော်ပေးမယ်အဲ့တော့ကိုမတွေလိုက်ပါလားကောမန့်လေးတွေမှတ်ပေးပါလိုက်မယ်ဆိုရင်ကျွန်တော်ရေးပေးမယ်ညနေတော့ပေးမယ်လीကျွန်တော်ညနေတော့အခုတွက်ပြပေးမယ်လी နော်ညနေတော့ကတက်တက်အခုတက်ပြပေးမှာမဟုတ်ဘူးဟူးမကျော်မွေးကနန်းနဲ့မူပတ်ဒီလိုက်မလားလို့အဲ့လောက်ကျွန်တော်ပြောတာလိုက်ကျွန်တော်ပြေးမယ်လေနော်ကျွန်တော်ရှစ်ပွဲမြောက်တော့ရှိပြီပေးနေတာအသေးလက်မလေးတွေကျွန်တော်ဘုံကျဲပေးပါနှိပ်ပေးပါအသေးလက်မလေးတွေနှိပ်ပေးပါအောင်နော်ကိုမတွေအားလုံးအားလုံးနော်ကိုမတွေအားပေးမှကျွန်တော်ကရှားပွေရတာအဆင်ပြေမှကိုမတွေကနန်းရှားတာအားရှိမှာပေါ့အဲ့တော့ကျွန်တော်ကိုမတွေအားလုံးအသေးလက်မလေးတွေနှိပ်ပေးပါ ကဲအဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ပေးရှိနေတဲ့ဟုတ်ကဲ့ပါဗျ Facebook ကလူပြန်ကြပါတယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကမာတွေအားလုံးတို့ကျွန်တော်ကကီးလေးတွေကိုရင်ခေါ်ပြပြီးနော်ကီးလေးတွေကိုရင်ခေါ်ပါမယ်ကီးတွေကလွဲတော့လွဲတယ်ပေါ့နော်လွဲပြင်မဲ့လဲကျွန်တော်တို့ဒီပေးနေတဲ့တောက်လျှောက်အတွက်သူကြနေတဲ့အတိုင်းကြမယ်ဆိုရင်ဒီကီးလေးတွေကိုခိုင်းဆော့အောင်ပါဒီညနေမှာနော် ဲ့တော့ကျွန်တော်ကိုအသက်လက်မလေးဒီမြောင်မြောင်လေးရအောင် နှိပ်ပေးပါလို့ကျွန်တော်ကိုကျွန်တော်မလေးကိုတောင်းဆိုပါတယ်အသက်လက်မလေးဒီနှိပ်လို့ပတ်မကြည့်ပါဘူးနော်ဟိုမလေးရအောင်ကဲအဲ့တော့ကျွန်တော်တို့သွားမယ်နော်တစ်ရှိတစ်အပိတ် sorry ပါတစ်ရှိဆိုတဲ့ထိတ်တစ်ဘူးတစ်အပိတ်လို့တစ်ထိတ်လို့ပြတယ်ကျွန်တော်တို့ကြည့်မယ်ဒါဆိုရင်တစ်ကဲတစ်ကဲနှလုံးပေါင်းနှစ်လို့ဖြစ်သလိုတဲ့တစ်တင်နှလုံးပေါင်းနှစ်လို့ဖြစ်သလိုတပင်းကျော်49လေးထိတ်လို့ပြတာ ဒီသုံးလုံးပေါ့နော်ဒီသုံးလုံးရိုက်တာတစ်တစ်လေးသုံးလုံးရိုက်ချင်းကြောင့်ကျွန်တော်တို့ငားလို့ဖြစ်ခဲ့တယ်ဒါကြောင့်အကူအမတွေဒီမှာကျွန်တော်ငားရေးမယ်ပါဝါက၃ညရေးမယ်ဒီ၃ညရဲ့နက်ခတ်ခွန်ကိုယူမယ်တဲ့ဒါဆိုရင်လည်းငား၃ညခွန်ဆိုတာကီး sorry ဗျနော် sorry 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 ပါလို့ sorry sorry ဒီမှာမဟုတ်ဘူးဒီမှာရေးရမှာ sorry ပါငား၃ည ခွန်ဆိုတာကီသူ့ရဲ့ဘာမှလဲဒီသူ့ရဲ့အပင်မှာသူ့ရဲ့ညံနေစည်းအပင်ကိုထောက်ပံ့တာနော် sorry ပါငါသူညခွန်ဆိုတာကီ84ခွန်တလုံးလို့ပေးခဲ့လို့နောက်တစ်ခါကြည့်ကျွန်တော်တို့9ရဲ့9ရဲ့နှလုံးခွာပေါင်းခြင်းက6လို့ဖြစ်တယ်အဲဒီ6ကြောင့်23နှစ်ထိတ်စီးနဲ့သုံးလုံးပေါင်းခြင်းကြောင့်ねကျွန်တော်ကမှဒီကိုကိုနှလုံးပေါင်း၈ကိုနှစ်နဲ့ပေါင်း၃ညလို့ရတယ် ၃ရရဲ့ပါဝါက၅ရလို့၃ရ၅ရဲ့နက်က၃လို့ဖြစ်တာ၃ရ၅၃ဆိုတဲ့အထီကြီးမှာ63 break 9လို့ပြီးတယ်တစ်ချက်ပေါ့နှစ်ချက်ပေါ့နော်အသေးလမလေးတွေနှိပ်ပြပါအောင်ဂျူဂျူ channel တွေအကူမတွေရကျွန်တော်ကိုဟို29ရောက်တော့ကြည်ပါတယ်ကျွရှင်မှုဒါပေမဲ့ကျွန်တော်အသေးလမလေးတွေက၃ like ပဲရှိတယ်ကျွန်တော်လိုက်သေးလမလေးတွေနှိပ်ပြပါအောင်ကူမတွေရနော်အဲ့တော့ 3953ဆိုတဲ့ကီ63ဖြစ်ခဲ့လို့နောက်တကလေးခွန်လုံးပေါင်း1လို့ဖြစ်တယ်29နှစ်ထိပ်စီနဲ့ဒီလို3လုံးပေါင်းရင်းပဲခွန်လေးနှလုံးပေါင်း1ကိုနှစ်နဲ့ပေါင်း3လို့ဖြစ်တယ်တဲ့အဲ့တော့ကျွန်တော်ကမှဒီ3ကျွန်တော်တို့မှတော့မှနေခဏလေးပြန်တော့ sorry ပါကမှဒီခဏလေးပါနော်6လီလီလီ sorry ကိုမရရဲ့ကျွန်တော်မှားတာဗျကျွန်တော်မှားနေတယ်ဗျနော်ဒီဘက်မှာရေးလိုက်မယ်ဗျတစ်တစ်လေသုံးလုံးပေါင်းချင်း6အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ6ရေးမယ်6ပါဝါကတစ်တစ်နှက်ခတ်8 618ကီးမှာ63လို့ဆွဲတယ်992နှစ်သုံးလုံးပေါင်းချင်း3ညကြောင့်ကျွန်တော်တို့3ညရဲ့ပါဝါက9ရဲ့နှက်ခတ်3 3ည53ဆိုတဲ့ကီးကြောင့်40လို့ဆွဲခဲ့တယ်တဲ့ဟုတ်ပြီနော် 9484နဲ့သုံးလုံးပေါင်း3ကြောင့်ဒါဆိုရင်3ရဲ့ပါဝါက8 8နှစ်ခတ်ဒီ1နဲ့381လို့ဒီမှာ10လို့ဆွဲခဲ့တယ်ရှင်းလားမသိတော့ကျွန်တော်မှားလားနော်အဲ့တော့ကျွန်တော်တို့နောက်ကဆက်ကြည့်26လုံးလုံးပေါင်းချင်း8 8ကိုဒီက1နဲ့ပေါင်းချင်းကျွန်တော်ကိုမှ၄ကိုလို့ဖြစ်တာအဲ့တော့ကျွန်တော်တို့ကိုကူပါဝါက၄၄နှစ်ခတ်2 6 4နှစ်ဆိုတဲ့ခီဒီ89ဗရိတ်6လို့ပေးခဲ့တယ် ဓာတ်စုံရင်းနဲ့လေးနှလုံးပေါင်းခြင်းက6နှစ်လေးနှလုံးပေါင်း6ကို49 4ထိတ်နဲ့သုံးလုံးပေါင်း3ည3ညရဲ့ပါဝါက9 9နှစ်ခတ်3 3ည53ဆိုတဲ့ကီးမှာ63လို့ပေးခဲ့တယ်ဓာတ်စုံရင်းဒီညနေမှာတက်ခဲ့တက်ခဲ့တဲ့နှလုံးပေါင်းခြင်းနှစ်လို့ဖြစ်လို့တဲ့3ည6ဆိုတဲ့ဒီက3ညထိတ်နဲ့သုံးလုံးပေါင်းခြင်းနှစ်လို့ရတယ်အဲ့တော့ကျွန်တော်ကမှဒီနှစ်နှစ်ပါဝါ9နှစ်ခတ်4 9 4ဆိုတဲ့ကီးလို့ပြတယ် ။ဒါကြောင့်ဒီညနေမှာနှက်ခွန်လေးဆိုတဲ့ကီးကိုခိုင်ဆော့မယ်လို့သူကပြလာတစ်ချက်။ရှင်းပြီနော်ဘုမတရားလို့။နောက် site ဒီများလို့ကျွန်တော်လည်းအဲ့လိုမှားပြလိုက်ပါရှိတယ်ဘုမရေနော်နားလည်ပေးပါ။အဲ့တော့ကျွန်တော်တို့နှက်ခွန်လေးဆိုတဲ့ကီးဒီညနေမှာ68ကီ353 68ကီ63 353ကီ40လို့ထွက်တယ်38တကီ100လို့ထွက်တယ်42နှစ်ကီကို62နှစ်ကီကိုကျွန်တော်တို့ခွန်9လို့ထွက်တယ်353ကီကို63လို့ထွက်တယ် 2.4 GB ရဲ့ sorry 2.300 GB ရဲ့တကယ် power con 9နှစ်ခတ်3ည2.3ညဆိုတဲ့ key ဒီညနေမှာဒါ2.3ည key လို့ပြတာတစ်ချက်အဲ့တော့ကျွန်တော်တို့ကြည့်နောက်ထပ်တစ်ပင်နောက်ထပ်တစ်ပင်ကကျွန်တော်တို့ပေးတာကကိုမကြီးကြည့်မယ်နော်ကျွန်တော်တို့တက်ရဲ့9ရဲ့နှလုံးပေါင်း3ညအဲ့3ညကို49ဆိုတော့ဒီ9အပိတ်နဲ့ ကိုကိုသလုံးပေါင်းခြင်းကိုလို့ဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ကိုလို့ဖြစ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီဘက်မှာသူ့ရဲ့ညနေခင်းမှာပဲကိုကိုရဲ့ပါဝါကိုနက်က6ကိုလေး6ဆိုတဲ့ KJ 94လို့ပြီးတယ်လေးတလုံး။ကိုရဲ့6ကိုရဲ့ခွန်ရဲ့နှလုံးပေါင်း6ဒီ6ကိုဒီခွန်နှပေါင်း9လို့ဖြစ်တယ်။ကိုခွန်3သုံးလုံးပေါင်း9လို့ဖြစ်တယ်တဲ့။အဲ့တော့ကျွန်တော်တို့ဒီမှာရေးလိုက်မယ်။ကိုရဲ့ပါဝါလေးကိုနက်က6ပဲ။ကိုလေး6ဆိုတဲ့ KJ မှာ63ပြီးတယ်။ ဟုတ်ပြီနောက်တစ်ခါဆက်ကြည့်မယ်ခွန်ရ6ကိုနှလုံးပေါင်း3အဲ့3ကိုဒီက9နဲ့ဆိုရင်2နဲ့လို့ဖြစ်တယ်ခွန်6 9သုံးလုံးပေါင်း2နဲ့လို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့2 2ပါဝါခွန်2နှက်ကတ်4 2.4ဆိုတဲ့ကီမှာ40လို့ထွက်တယ်လေးတလုံး6နှလုံးပေါင်း3ညဒီက8နဲ့ပေါင်းချင်း8လို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့သူ့ရဲ့ညဏ်နေဆေးမှာ8ပါဝါ3 8နှက်ကတ်1 8 3 1ဆိုတဲ့ကီမှာ1ခွန်လို့ပေးတယ်ဗရိတ်8 ဒါဆိုရင်လေးတက်နှလုံးပေါင်း9 9ကို9နဲ့ပေါင်းခြင်း14လို့ဖြစ်တယ်။ဒါကြောင့်လေးပါဝါ9လေးနှခတ်ဒီနဲ့လေးကို2ဆိုတဲ့ကီမှာ89လို့ပြီးတယ်။ဟုတ်ပြီနော်။အဲတော့ကျွန်တော်တို့ကြည့်မယ်။ခွန်ရတက်ကနှလုံးပေါင်း၈ပါဒီက၈နဲ့ပေါင်းခြင်း၆လို့ဖြစ်တယ်တက်ခွန်၈သုံးလုံးပေါင်း၆လို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့၆ပါဝါတက်၆နှက်ခတ်ဒီ၉၆တက်၉ဆိုတဲ့ကီမှာ63လို့ပြီးတယ် ကဲအဲ့ဒါဆိုရင်ဒီညနေမှာခွန်6နှလုံးပေါင်းခြင်းက3 3ဝဒီရ1နဲ့ပေါင်းခြင်း4လို့ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကြည့်မယ်၄ရဲ့ပါဝါဒီကကို၄ရဲ့နက်ခတ်ဒီနှစ်၄ကိုနှစ်ဆိုတဲ့ကိတဇုံလို့ပြီးတယ်။ဟိုဘက်မှာနှစ်ခွန်3ညဒီဘက်မှာ၄ကိုနှစ်မင်္ဂနံအနေနဲ့တလုံးနဲ့ကင်ဆော့မယ်ပောက်တာပောက်တာအသာထားတလုံးနဲ့ကိုတူညီမှုကင်ဆော့မယ်ဆိုရင်လုံးမိုက်တလုံးကိုဘယ်ကောင်မင်္ဂနံယူရမှာလဲ။ ဟုတ်ကဲ့မင်္ဂလာပါ channel တွေရကူမတွေအားလုံးလည်းမင်္ဂလာပါ facebook တွေရကူမတွေလည်းမင်္ဂလာပါကျွန်တော်အသက်လက်မလေးတွေတော့ဝိုင်းရံပေးပါလို့ကျွန်တော်မေတ္တာရခံပါတယ်တောင်းဆိုပါတယ်ကူမတွေအားလုံးအပန်းမကြီးပါနော်အပန်းမကြီးပါအဲ့တော့ကျွန်တော်ကူမတွေလေးကီးနဲ့2.4 2.3ညာကီးအဲ့နှစ်ကီးမှာကျွန်တော်တို့တူညီမှု လုံးပိုင်းတစ်လုံးစီမင်းတင်ဆော့မယ်ဆိုရင်တင်ဆော့လို့ရတယ်လို့ပြောပြတာပါ ဒါပေမဲ့ဒီနှကီးမပြီးနိုင်ဘူးလားကိုနေပြီးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်အကက်နဲ့ကတ်ပေးမယ်နော်လုံးမိုင်နှလုံးမဲကျွန်တော်ရွေးမှာအဲ့ထက်ကဝမ်းကြီးနှလုံးမဲကျွန်တော်ရွေးမှာအများကြီးလည်းမရွေးဘူးနော်ဝမ်းကြီးနှလုံးမဲကျွန်တော်ရွေးမယ်နော်အဲ့တော့အကူမတွေကြည့်မယ်နော် ကျွန်တော်တို့ဘာနဲ့ကတ်ဆော်မလဲဆိုတာကိုသူပေးနေတဲ့စီကြောကကျွန်တော်တို့နှုံမောင်းကိုလို့ဖြစ်တယ် တစ်ရှင်းနှလုံးမောင်းကို break ကိုလို့ဖြစ်တယ်။အဲ break ကိုရလိုက်တာနဲ့ကျွန်တော်တို့ကဒီမှာကြည့်နော်နှလုံးမောင်းခြင်းကိုလို့ဖြစ်တယ်။တစ်ရှင်းနှလုံးမောင်း break ကိုလို့ဖြစ်တယ်။သူ့ရဲ့ညနေခင်းမှာကြည့်နောက်နေ့ညနေခင်းမှာ9 power 4 9နှစ်ခတ်6 9 6ဆိုတဲ့ key 94လို့အပြီးဆင်းတယ်။နှလုံးမောင်း3လို့ဖြစ်တယ်။9 4နှလုံးမောင်း3ခဏလေးနော် 3ဆိုတော့ခဏနေ3 3 6 ah sorry ဒီမှာဒီရဆာမှာနှလုံးပေါင်းခြင်း3လို့ဖြစ်တယ်နှလုံးပေါင်းခြင်း3လို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ3ရဲ့ power 8 3နှစ်ခတ်ဒီ5 3 5ဆိုတော့ဒီ63လို့ပြီးတယ်နှလုံးပေါင်း5လို့ဖြစ်တယ်5ကြောင့်ကျွန်တော်တို့5ရဲ့ power 3ညာ5နှစ်ခတ်3ဒါကြောင့်40လို့ထွက်တယ် နှလုံးပေါင်း1လို့ဖြစ်တယ်1ပါဝါ6 1နှက်ခတ်8 168ဆိုတဲ့ကီမှာ1ခွန်လို့ပြီးတယ်နှလုံးပေါင်း9လို့ပြီးတယ်ဒါကြောင့်9ရလို့9ပါဝါ4 9နှက်ခတ်6 89လို့ဆိုတယ်နှလုံးပေါင်း3လို့ဖြစ်တယ်ဒါကြောင့်3ရပါဝါ8 3နှက်ခတ်5 385 63လို့ပြီးတယ်နှလုံးပေါင်းကြီးကျွန်တော်တို့8လို့ဖြစ်တယ်နှလုံးပေါင်းကြီး8လို့ဖြစ်တယ်ရှိခဲ့ပါဝါဒီ3ရှိခဲ့နှက်ခတ်ဒီ8 73တင်းနဲ့ဆော့ရမယ် နှက်ပါလေဘလို့နှက်လဲမသိဘူးပုံမှန်လေနော်ဘယ်နှစ်ကိုပြောတာလဲမသိဘူးကိုရဲ့နော်ကျွန်တော်ကမိုင်းနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့73462ကီ293ကီဒါကြောင့်ကျွန်တော်တို့69ကီ293ဆိုတာလေကီ ဲတော့ကျွန်တော်ကိုမတွေအားလုံးကိုကျွန်တော်ကရွေးချယ်မယ်ပတိအမာဒီ73ကိုအကထားမှာဒီနှလုံးကိုရွေးချယ်မှာနှစ်ခွန်၃ညနဲ့၄၉နှစ်နဲ့ဘဲကောင်းဒီမိန်လဲဆိုတော့ကျွန်တော်တို့နှစ်ကိုတော့ကြိုင်မယ်နော်၄ကိုတူကြိုင်မယ်နှစ်၄ပတိကိုကျွန်တော်ရွေးတယ်အဲတော့အကူမတွေအားလုံးနဲ့နှစ်၄ပတိကိုခြိုက်နှစ်တာမှာခိုင်စောပါကျွန်တော်ကတော့နှစ်နဲ့၄ကိုတော့ရွေးပါတယ်နော်ဒီညနေမှာနှစ်၄ပတိပါဟုတ်ပြီနော် ဲ့တော့ကျွန်တော်တို့ကနှစ်ပိုင်28ကျွန်တော်တို့23နှစ်7နှစ်8နှစ်3 21ဟုတ်ပြီနော်နှစ်4ပတ်သီးကိုပဲရွေးမှာဒီညနေနှစ်နဲ့4ကိုပဲဂိုင်းစော့စီညနေဂိုင်းစော့ပါဒါဆိုကျွန်တော်4ပတ်သီးရွေးပြီ4ပါ နော်နှစ်ပိုင်း၄ပိုင်းကိုမှကျွန်တော်ရွေးကြအအကြောင်းပြချက်ကလေးတွေရှိလို့ပေါ့နော်တအားရွေးချေတာကိုမတရားလုံးနော်အသေးလက်မလေးတွေဘုံကျက်ခဲ့ဦးနော်ကျွန်တော်ဟူးမကျော်ဘက်တီနဲ့ဟူးမကျော်မွေးကနန်း၄ခွက်ပေးမယ်ပေးထားခဲ့မယ်နော်မစင်သွားနဲ့ပေါ့နော်ဟုတ်ပြီနော်အဲ့တော့နှစ်ရှိနှစ်သုံးနှစ်တက်အဲ့တော့ကျွန်တော်ကိုမတရားအားလုံးကိုကြည့်မယ်နောက်တစ်ခါ၄ပိုင်းနဲ့၄ပိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့42ထည့်ပါနော်42ဆိုတော့ကနေပြန်ထည့်ပါနော်ဒီမှာကျွန်တော်ပြီးလို့ရတယ်ဒီမှာလည်းပြီးလို့ရတော့နော် အဲ့တော့52ဆိုတော့ကနေပြန်ထည့်နောက်တစ်ခါ48ဟုတ်ပြီနော်နောက်တစ်ခါ43နောက်တစ်ခါ47ဟုတ်ပြီနော်အဲ့ဒါပဲအကူမတွေအဲ့ကဏ္ဍလေးတွေပါနော်ကျွန်တော်ပြောမယ်နော်ကျွန်တော်ကူမတွေအားလုံးကို2 4ပတ်တိကိုပဲယူမယ်အကူမတွေအားလုံးကနှစ်သက်မှာဆော့မနှစ်သက်ရင်မစောနဲ့ကျွန်တော်အားလုံးရည်တည်ခြင်းလို့ပြတာပါဟုတ်ပြီနော်ဆင်းမသွားနဲ့ဒါသည်ဒီညနေထိုးရမယ်ကဏ္ဍ ခုနှစ်ကွက်ပေါ့နော်42ဆိုနှစ်ကတည်းကပြန်ထည့်လို့ပြီးရပါတယ်ဆိုတဲ့အလားလာနဲ့ကျွန်တော်ပြန်ထည့်တာနော်လေးနှစ်ဆိုတဲ့ပတ်သီးကိုကင်မယ်နှစ်ပိုင်းလေးပိုင်းကိုကင်ပါတယ်နှစ်ရှင်း2321လေးနဲ့ပတ်တန်းရင်လေးနဲ့လေးရှင်း43 47ပါအဲ့တော့ဟူးမကျော်မွေးပတ်သီးဒီမှာရေးပြလိုက်မယ်เนาะဟူးမကျော်မွေးပတ်သီးเนาะကိုမရအောင်ကဲကျွန်တော်ရေးပြပြီခဏလေးပါ เนาะအလားလေးပါစောင်းနေချောရိုက်သွားဟူးမကြောမွေးပတ်သီးနဲ့မွေးကနန်းဆင်းမသွားနဲ့အောင်နော်တပတ်စာအခုမှပြရတယ်မနေ့တည်းကလွှင့်ရမှာကိုကျွန်တော်မလွှင့်နိုင်တာနော်အဲ့တော့အကိုမကြီးအားလုံးဟောဒီလိုလောက်လိုက်အကိုမကြီးရကျွန်တော်ကောင်မလေးကကောမန်လေးတစ်ချက်တော့မှန်ပြီကောမန်လေးတစ်ချက်တော့မှန်ပြီဒါလေးကိုစောက်နေရှော့ရိုက်ပြီးပါပြီလား ဒီညနေထိုးဖို့ screen shot ရိုက်ပြီးသွားပြီလားမသိဘူးရိုက်ပြီးမိ comment လေးတွေမှတ်ပြီးဒီညနေထိုးဖို့တော့နော်ရိုက်ပြီးပြီလားရိုက်ပြီးလို့ရှိရင်ကျွန်တော်ဟိုဘက်မှာတက်တက်ရေးပေးမလို့မွေးပတ်တီးနဲ့မွေးကနရေးပေးမလို့ခုမကြောဒီကောင်ထားလိုက်အောင်နော်ကျွန်တော်ကမှ screen shot ရိုက်ပြီးပြီလားပြီးရင်ဟိုဘက်မှာရေးပေးလိုက်မယ် comment လေးတွေမှတ်ပြီးပါဒီကောင်လေး screen shot ရိုက်ပြီးရင် comment လေးတွေမှတ်ပြီးပါနော် စကွန်လေးရှော့ရိုက်ပြီးရင် comment လေးတွေမှတ်ပေးပါအမြန်ဆုံးလေးမှတ်ပေးပါကျွန်တော်ဟိုဘက်မှာခုမကြော်မွေးပတ်တီးနဲ့မွေးကနန်ရေးပေးခြင်းလို့ပါနော်ကိုမရီအလုံးဒူလီကပြန်ဆင့်ကုန်ပြီမွေးပဲတိနဲ့မွေးကနန်လေးရေးပေးမလို့ပါကျွန်တော်ကိုမရီကောမန့်လေးတွေမှတ်ပေးပါ YouTube channel တွေရကိုမရီရော Facebook တွေရကိုမရီရောကောမန့်လေးတွေမှတ်ပေးပါဒီကောင်လေး screen shot ရိုက်ပြီးသွားပြီလားမသိဘူးကောမန့်လေးတွေမှတ်ပေးပါလို့နော်ကိုမရီ ဒီညနေအတွက် second shot လေးရိုက်ပြီးသွားပြီလားထိုးကွက်နဲ့ထိုးကွက်နဲ့ပဲတော့ထိုးကွက်ကလေးတွေကိုနော်နှစ်ပိုင်းလေးပိုင်းကိုဒီထိုးကွက်ကလေးတွေကိုကျွန်တော်ကမှဒီညနေအတွက် second shot ရိုက်ပြီးသွားပြီလားကောမန်လေးတွေမှတ်ပေးပါလို့ ကိုမလေးကိုမလေးဒီမှန်ပြီပါလို့ကဲကျွန်တော်ကိုမလေးအားလုံးကိုနော်ရိုက်ပြီးသွားပြီနော်ရိုက်ပြီးသွားပြီလားကိုမလေးတောင်းမှမတော့ဘူးပြာနော်ရိုက်ပြီးပြီးတယောက်မှန်တယ်ဟိုက Facebook ကကိုမလေးနော်ကျွန်တော်ဒီမှာခဲအဲ့လားသူပြေးမယ် ဟုမကျော်ခွန်ဘဒီနော်ဟုမကျော်ခွန်ဘဒီကျွန်တော်ကိုမာရီနော်မှတ်ထားနော်ဟုမကျော်ခွန်လုံးလုံးကိုပတ်ပါဟုတ်ပြီနော်အဲ့တော့တင်ကနန်း တင်ကနန်းကခစကခစခစခစနမသဟောပီနော် ူကတင်ကနန်းဟုတ်ပြီနော်ဒီမှာကြီးကျွန်တော်ကိုမတွေအားလုံးနော်ဒီကောင်က၄နာရီကျော်အတွက်မဆိုင်ဘူးနော်ဒီကောင်ကဟူးမကျော်ဟုတ်ပြီနော်အလားလေးကိုမွေးကနန်းလေးကိုမွေးကြည့်ပါကျွန်တော်ကိုမတွေအားလုံးနော်နှစ်တန်းပြားအောင်မပေးစီရမလို့ဟုတ်ပြီနော်ဟူးမကျော်ခွန်ပါဒီခွန်၅ခွန်၆ခွန်၈ခွန်၃နော်အဲ့တော့ကျွန်တော်ကိုမတွေအားလုံးက ညနေခန်းသည်နှစ်ပိုင်း၄ပိုင်းအဖွင့်နှင့်ညနေ၄နာရီခွဲမှာ နှစ်ပိုင်း၄ပိုင်း၂၈၂၃၂၁၄၂၄၈၄၃၄၁ဒါဒီညနေထိုးရမယ်ခဏဗုဒ္ဓဘူးမကျော်စာတို့လိုက်ချင်းရင်ဟူးမကျော်ဟူးမကျော်3ရက်အတွင်းနော်3ရက်အတွင်း3ရက်အတွင်းခွန်ပတိခွန်9ခွန်6 83 83အလားကိုတင်ထိုးပါကဲအဲ့တော့ကိုမကြီးအားလုံးအားလုံးကန်ညင်းထက်လို့မြက်ပါစေနော်ကျွန်တော်ကိုကျွန်တော်မကြီးအားလုံးပဲကျွန်တော်တို့ကန်ညင်းထက်လို့မြက်ကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကျန်တာတွေပါပါမထူးထူးမပြောတော့ပါဘူးကဲအဲ့တော့ကိုမကြီးအားလုံးစကွန်ရှော်လေးတွေရိုက်ပါမွေးပတ်တီနဲ့မွေးကန်နန်းလေးစောကြည့်နေကိုမကြီးကင်စောပါလို့နော်အဲ့တော့အလားလေးကိုစောပါမနက်ဖြန်ရင်တပတ်ခါဒါပဲရှိတော့ပါတယ် ဒီညနေရစလိုက်မှာအဲ့ combatty က၅ချိန်ပဲလိုက်ရမှာနော်၅ချိန်သာပဲလိုက်ရမှာကဲအားလုံးကံကောင်းကြပါစီကျွန်တော်ကိုကျွန်တော်ရဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးစိတ်သွားတိုင်းကိုပါလို့လူရင်းဆန္ဒတွေပြေဝါကြပါစီလို့ကျွန်တော်ပုံမှန်တွေအားလုံးကျွန်တော်တို့ယူလိုက်တဲ့ကဏ္ဍသည်ပေါကဏ္ဍများလည်းဖြစ်ပါစီဒါပဲကျွန်တော်မျှော်လင့်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့ like လေးရုပ်သိမ်းမယ်ပုံမှန်တွေအားလုံးကျွန်တော် like လေးကိုရုပ်သိမ်းခွင့်နားခွင့်ပြုပါလို့ဒီရပဲတောင်းဆိုပါတယ်ဗျနော်